ချီးကျင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဆရာကြီးဆရာဆရာကြီးမင်းသိန်းခါဤဘာဘာဘာမှမတည်ဘူးဆိုတဲ့ဝတ္ထုစာအုပ်ကိုဇာသိမ်းပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ရှိဖက်စီရောသည်တရားကွန်တို့ပြင်ဆင်ကြလေတော့ဤတရားသူကြီးလည်းသူဤဇဝဲကုံကြီး၌ထိုင်လိုက်လေဤအားလုံးအစဉ်သင့်ဖြစ်သောအခါ၌တန်တန်အီရောဤရှင်နေကြီးကဤသာပါသောတရားသူကြီးမင်းခမဟောဒီထီလက်မှတ်တွေဟာကျွန်တော်အမှုတွေများကတရားဝင်ရောင်းချနေသောထီလက်မှတ်များဖြစ်ပါတယ်ကြည့်ရှုတော်မူရန်တင်ပြပါသည်တရားသူကြီးမင်းလည်းရှင်နေကြီးတင်ပြသောထီလက်မှတ်များကိုဂိုင်းတွေကြည့်ရှုပြီးနောက် မြည်သည့်အဘိဓိပယ်ဆောင်ကြားနားမလဲသဖြင့်ရှင်နေကြီးမျက်နှာကိုလှမ်း၍ကြည့်လိုက်လေ၏လေးစားပါသောတရားသူကြီးမင်းခမညာအစိုးရဟာအောင်ပါလီတိန်းစုထီလက်မှတ်များ ရောင်းချနေပါတယ်လို့ကျွန်တော်မျိုးအနေနဲ့သိပါတယ်အဲ့ဒါအမှန်ပဲလားခမညာအလုံးသိနေတာပဲရှင်နေကြီးရဲ့ဘာဖြစ်လို့မင်းနေတာတော့ခွလပါတရားသူကြီးမင်းခမညာကျွန်တော်ကိုညာတာတော့အပြင်မိကွန်းလေးတစ်ခုမိကွန်းပြူပါမိပါမိပါရှင်နေကြီး လေးစားသောတရားသူကြီးမင်းခင်ဗျာအစိုးရအနေနဲ့ဂျိုကာတင်းစုလက်မှတ်ဆိုပြီးရောင်းချပူပါသလားခင်ဗျာအစိုးရအနေနဲ့အောင်ပါလီတင်းစုလက်မှတ်ဆိုပြီးပဲရောင်းပါတယ်ဂျိုကာတင်းစုလက်မှတ်ဆိုပြီးမရောင်းပါဘူးအစိုးရမဟုတ်တဲ့အရတပုဂ္ဂလိကအနေနဲ့တင်းထီဖွင့်ခွင့်ရှိပါသလားခင်ဗျာမရှိပါဘူးတင်းထီကိုအစိုးရကပဲဖွင့်ရပါတယ်လေးစားသောတရားသူကြီးမင်းခင်ဗျာဒီလိုဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာဂျိုကာလက်မှတ်ဆိုတာမရှိဘူး အောင်ပါလီတင်းစုလက်မှတ်သားရှိတယ်လို့ယူဆရမှာပေါ့နော်ဂျိုကာတင်းစုလက်မှတ်ဆိုတာ မရှိပါပဲလေကျွန်တော်ရဲ့အမှုတွေဟာဂျိုကာတင်းစုလက်မှတ်စင်တူရုံမှားလုံမှုနဲ့အမှုဆွဲတင်ခံရပါတယ်တရားသူကြီးမင်းကိုယ်တိုင်ဂျိုကာတင်းစုလက်မှတ်ဆိုတာမရှိပါဘူးလို့အတိအလင်းကြီးညာပြီးဖြစ်တဲ့အတွက်အမှုမြောက်မမြောက်စဉ်းစားဆုံးဖြတ်တော်မူနိုင်ပါပြီလာရောက်နားထောင်ကြသောပြိတ္တာကြီးသည်လက်ကုတ်တံတစ်ဖြောင်းဖြောင်းတီး၍ဩဘာပေးကြလေတော့၏ နောက်တစ်နေ့တွင်ကတရားသူချင်းမင်းသည်ထိုအမှုကိုအောက်ပါတိုင်းစီရင်ချက်ချလိုက်လေတော့၏ဤနိုင်ငံ၌အစိုးရသည်စင်ရသားတို့၏အကျိုးငါ၎င်းအခွင့်အတုကြီးကြပ်ခြင်းသဘောအရ၎င်းအောင်ပါလေဟုသောအမည်ဖြင့်တင့်တီလက်မှတ်များရောင်းချခဲ့ပေသည်အခြားသောအမည်နာမဖြင့်ရောင်းချခြင်းမရှိခဲ့ပေထို့ကြောင့်နိုင်ငံအစိုးရထုတ်လွှင့်သော အောင်ပါလေတင့်စုလက်မှတ်ပေါ်တွင်မိမိကြိုက်နှစ်သက်ရအမိများကိုတက်၍ရောင်းချခြင်းသည် အောင်ပါလေတင်းစုလက်မှတ်ပေါ်၌တက်ရောက်ခြင်းမရှိစေရ ထို့သောတက်ရောက်ခြင်းမရှိသောအမည်များနှင့်ပတ်သက်၍ဤယုံ၌ဆွဲဆိုတိုင်တန်းထားသည်မှာလွန်စွာယုတ်တိမဲ့လာသည်ဧလိုဖြစ်သူဥရာကွက်သည်ဂျိုကာဟုသောမြေကိုအခြားနည်းဖြင့်ပိုင်ဆိုင်ခွင့်ရှိကောင်းရှိပေမဲ့နိုင်ငံအစိုးရ၏အောင်မာလီတိန့်ထီလက်မှတ်ကိုဖြင့်ပိုင်ဆိုင်နိုင်ရန်အကြောင်းမရှိထို့ကြောင့်ဥရာကွက်၏ဂျိုကာတိန့်ထီလက်မှတ်အတုလုံမှုဆိုသောဆွဲဆိုချက်သည်ဤယုံ၏ဖြင့်လုံးဝအခြေမြင့်မရှိသောဆွဲချက်ဖြစ်ကြောင်းတွေ့ရှိရသည်ဖြင့်လေခံတို့အားအမှုမှပလတ်လိုက်သည် ။တရားသူကြီးဤစကားဆုံးသည့်နေ့တစ်ပိုင်းနဲ့တရားရုံးတွင်လာရောက်နားထောင်ကြသောပရိသတ်သည်လက်ကုပ်အဘာတိကြလေ၏။ထိုနေ့၌ကိုရာကွက်ကိုတိုင်းရုံးတို့လာရောက်သည်ဖြစ်ရာတရားသူကြီးဤစကားဆုံးသည့်နေ့ငံ့၍ကြာသွားလေတော့၏။တရားသူကြီးသည်သူဤရုံးငန်းသို့ပြန်ရောက်လာသောအခါ၌အခြားသောမိတ်ဆွေတရားသူကြီးများအားရှင်းနေကိုအောင်ကျွယ်ဆိုတာအတော်ညံ့တဲ့လူကြီးဗျာ။အခုလိုပွဲကြီးပွဲကောင်းကြမှာသူကအစွမ်းပြလိုက်တာဗျို့။ရှင်နေကြီးကိုအောင်ကျွယ်မှလည်းဘာဘာကိုမြင်လျင်ပြည့်၍ဖက်ကား တော်လိုက်တဲ့မောင်ပါပါဘာဖြစ်လို့များဒီလောက်တော်ရတာလဲမင်းဘာတွေတည်သေးတယ်လဲဘာပါဘာမှမသိဘူးရှင်နေကြီးကြာရသူအပေါင်းဝမ်း၍ရေမောကြလေရာွယ်ကြီးသည်ဘာပါကိုမြင်တွေ့သလျင်ထိုင်၍နေရမှဘာပါထံသို့ပြေးလာပြီးတိုင်းဖက်လိုက်လေဘာပါကတော့ဒီမှာယုံဘာလာလောက်တာတော့ကိုရာွယ်ကြီးခမရကျွန်တော်နဲ့တွေ့တာနောက်ကျသွားပြီ မွဲဖို့သာပြင်ပေတော့ဒီမှုရှုံးတာငါ့အတွက်များများဆဆနစ်နာဖို့မရှိပါဘူး ညဘဝဆိုတဲ့ငါရဲ့နောက်ဆုံးမိမကလေးကကြောက်ခဲကိုနှုတ်ညှစ်ချင်တယ်လို့ပူဇာတာနဲ့ငါကညှစ်ပေးတာပါညဘဝကို ပြတ်ထားအောင်မယ်တော့ကြာသူကမတိပဲကျေးဇူးရှင်ကိုပြင်မှလို့ဒုက္ခရောက်နေအောင်မယ်ကိုရွက်ကညဘဝကိုလန့်ခေါ်လိုက်လေဒီမှာငါကျေးဇူးရှင်ကိုပါပါငါအခုလိုသိမ်းပေါင်းများစွာချမ်းသာတဲ့ဂျိုကာတထေးကြီးဖြစ်အောင်သူလှုပ်ပေးတာငါယူနေတော့ဒီစည်းစိမ်တွေကိုသူလှုပ်ပေးတာ သူကအလုံးကိုပရိုက်ခြင်းနဲ့ဆိုရင်တော့ငါပါဝင်ငါမိမ၃ယောက်စလုံးပကလေးတွေထုတ်ပေးဖို့အစဉ်အဆက်ရှိနေရမယ်ဒီဒွနရာကြီးထဲမှာကျေးဇူးရှင်ဆိုလို့သူပဲသူ့ကိုထိုင်ကြော်စမ်းထိုကညဘဝသည်ဦးကြောင်ကြောင်နှင့်ထိုင်၍ကြော်ရလေတော့ဤမိမပြိတ္တများသည်အံ့ဩမဆုံးအောင်ရှိနေလေဤအနည်းတွင်ရက်နေသောရှင်နေကြီးကဘာဘာအားဘာဘာရဲ့ဒီယောဂတထည့်ရဲ့စီးပွားဥစ္စာတွေဟာမင်းရှာပေးခဲ့တာမဟုတ်လားဘယ်လိုရှာပေးခဲ့တာလဲ ဘလာတဲကရှာပေးလိုက်တာပဲတိတ်ကြကြရှာရတာမဟုတ်ပါဘူးလောက်20ပဲရှာပေးလိုက်တာပါမင်းဟာလူထုစမ်းပါပဲကွာအယူတယောက်ကိုတထေးကြီးလှုပ်ပေးပြီးသူကိုယ်တိုင်ကဆင်းဆင်းရဲရဲတမန်ခတ်နေတယ်ဆိုတာမြင်ရလို့သာယုံတာကွာတဲလဲယုံဖို့မရှိပါဘူးထို့ကြောင့်ဂျောကာထီဆိုင်ဆိုသည်များသည်အမျိုးမျိုးအနေနဲ့၌ပေါ်ပေါက်၍လာလေတော့ဤတရားဆွဲ၍မယားမှန်းတည်တော့ခါ၌ယောဂနာမျိုးကိုပြောင်ပြောင်တင်းတင်းယူကြလေတော့ဤဤတော့နေမယ် ဂျောဂာထီဆိုင်ဤပင်ရင်ဖြစ်သောဂွေယာဂွေကြီးဤဆိုင်သည်အယောင်ကြွေလာလေတော့ဤထို့သောကြလာသည်နှင့်အမြဂွေယာဂွေကြီးလည်းအရနှင့်လောင်ကစားများဆွတ်ဖက်လာလေတော့ဤမိမများကလည်းပစ္စည်းများခွဲပေးရန်နားဘူးကြလေတော့ဤထို့ကြောင့်ပစ္စည်းများခွဲပေးလာသောအခါမိမများသည်ကြက်ပြောက်ငှက်ပြောက်ပျောက်သွားကြလေတော့ဤထိုချိန်မှစ၍ကိုရာကိုကြီးသည် မွေးရွေသွားကကြံလေ၍ယူသွက်သွားပြီလျှင် ဂျိုကအဝေကြီးကိုဝေ့၍အမျိုးမျိုးအနေနဲ့လှဲ့၍ကကုံအော်ဟစ်နေလေတော့တည်း။ဘာဘာဂရုပုတ်နေသောစိတ်ကမ်း၌အာဝရီကုမ္ပဏီမှတင်ပေါ်တစဉ်သည်လာရောက်ဂရုပို့ပေးပြီးသဖြင့်ဘာဘာဤဂရုတန်မှန်ခတ်ချင်းလုပ်ငန်းသည်ရပ်ဆိုင်ရလေတော့၏။ထို့ကြောင့်ဘာဘာသည်ခြေဥဒရာထွက်လာခဲ့ရာတောက်တဲ့ကလေးနေထိုင်ရာမြို့သို့ပြန်လည်ရောက်ရှိခဲ့လေ၏။တောက်တဲ့သည်ဘာဘာကိုမြင်လင်းညင်ကိုဇက်တက်၍မြင်ပေါ်မှဆင်လာကအခုကြီးဘယ်ကိုသွားမလို့တော့ ။ငါလည်းအလုံးမရှိတာနဲ့ထွက်ခဲ့တာပဲ။အလုတ်ကအေးမကြည့်ပါဘူး။အမှန်တရားတွေဆရာရှာဖို့ထွက်လာခဲ့တာပဲ။တော့နောက်ဘာသာသည်တောက်တဲ့ကလေးနဲ့အတူနေထိုင်ပြီးနောက်ဥယျာဉ်ကြီး၌အလုတ်လုတ်လေတော့ဤ။ဤသို့နေထိုင်လာခဲ့ရာတနည်းနီးပါးအချိန်ပင်ရောက်ရှိလာခဲ့လေတော့ဤ။၎င်းတို့နှုတ်ဦးသည်ညချိန်များ၌လာရောက်ရှိအုံပင်များကြားတွင်ထိုင်ကားလောကနှင့်ပတ်သက်သောအကြောင်းအရာများကိုပြောဆိုကြလေ၏။၎င်းတို့နှုတ်ဦး၌အပူပင်ဟူ၍မရှိကြပေ။အခုကြည့် ကျွန်တော်တရားသီးတွေတမန်ပေါ်တင်ပေးပြီးဒီညနှစ်ချက်ထိုးရည်တဲ့နဲ့လိုက်ရမယ်မနေ့ပြန်ဥယျာဉ်ပိုင်ရှင်လာလိမ့်မယ်ဟောဟူဝါကြည်တော်ထဲမှာပိုက်ဆံတွေရှိတယ်ကြားတဲ့နဲ့မြေဝင်ပြေစာတွေအကိုကြီးပဲပြီးဆောင်လိုက်ပါဥယျာဉ်တွေကသူလိုချင်တဲ့သီးနှံတွေလည်းခုပေးလိုက်ပါတို့ညနှစ်ချက်ထိုးတွင်တောက်တဲ့ကလေးခကြီးထွက်သွားတော့ဤဘာပါလဲတောက်တဲ့အာတမန်စိတ်တို့လိုက်၍ပို့ဤ ။တမန်စိတ်မပြန်လာပြီးဒေါက်တာနဲ့အိတ်မပြောပဲနာနဲ့၅နာရီထိုးသောအခါမှပင်အိတ်ပြောသွားစီဖြစ်ရာနာနဲ့9နာရီထိုးသည့်အထိအိမ်မောကြလျက်ရှိနေ၏။ထိုချိန်ဥယျာဉ်တွင်သို့မြင်းလက်တစည်းဝင်လာ၏။မြင်းလက်ပေါ်၌မိမကြီးကြီးတယောက်နှင့်မိမငငယ်တဦးပါလာလေ၏။မိမကြီးကြီးကတရသည်များခုနေပြီးမိမငငယ်မှမူမြင်းလက်ကပေးပြီးနောက်တောက်တဲ့ဤတက်ကလေးတွင်သို့ဝင်သွားလေ၏။ပေါင်လေးတောက်တဲ့ဟေ့တောက်တဲ့ ဧတွင်တို့ရောက်သောအခါ၌ကိုပြစ်တွင်အိတ်နေသောဘာဘာအားတွေ့လေ၏ဟင်တောက်တယ်လေမဟုတ်ပါလားဘာဘာသည်အိယာမနှုတ်၍မျက်လုံးကိုဖွင့်ကြည့်လိုက်လေ၏မာယာသည်အံအားသင်၍ဘာဘာမျက်နာကိုငေးမောကြည့်ရှုနေလေ၏မာယာဘာဘာသည်အိယာမထားပြီးနောက်မာယာအားကိုပြစ်ပေါ်၌ထိုင်ရန်ညွှန်ပြလိုက်လေ၏အမာယာထိုင်ပါကြုတ်ကိုမကြောက်ပါနဲ့ကြုတ်ကအိမ်မက်မက်နေတယ်အောက်မေ့တာ ကျုပ်နေတဲ့တဲကလေးကိုမာယာတကယ်ရောက်လာတာကိုကျမကတောက်တဲ့စီကိုလာတာရှင်ကဘယ်လိုလုပ်ပြီးဒီကိုရောက်လာရတာတော့ကျုပ်ကတောက်တဲ့နဲ့အတူလုတဲ့ဥယျံသမားပဲမာယာကကျုပ်ရဲ့တဲလေးကိုဘာဖြစ်လို့ရောက်လာတာလဲဆိုတာသာကျုပ်သိပြရသေးဒီဥယျံကြီးကကျမပိုင်တဲ့ဥယျံကြီးပဲကျမဒီမျိုးကိုမရောက်တာကြလို့ကိုတိုင်လာခဲ့တာဩဒီလိုလားထိုင်ပါထိုင်ပါတောက်တဲ့မှာသွားပါတယ်ချမ်းပိုင်ရှင်လာရင်ချမ်းငါးကပြေးလိုက်ပါတဲ့ မာယာသည်ဒေါ်ချိန်သည့်ကိုပြေပေါ်၌မထိုင်သေးပေ။ထိုင်မာမာယာခမ ्या ကိုကျုပ်အန္တရာယ်ပေးမဲ့လူမဟုတ်ပါဘူး။ကျုပ်မာယာကိုချစ်တယ်။ဒါပေမဲ့မာယာစီကအချစ်ကိုလူမယူဘူး။ပြီးတော့ငွေနဲ့ဝယ်ရအောင်လေမာယာကချမ်းသာတယ်လေ။ဒါကြောင့်ငွေနဲ့လည်းဝယ်ပြီးမယူနိုင်ဘူး။မာယာကိုယ်တိုင်ကကိုပါပါရဲ့မာယာချစ်ကိုယူပါဆိုမှယူရမှာပဲ။အဲဒါကြောင့်ရဲရဲထိုင်ပါမကြောက်ပါနဲ့။မာယာသည်စိတ်မစိုးသည့်အပြင်ရဲချင်းစိတ်များပေါ်လာကကိုပြစ်ပေါ်၌ထိုင်လေ၏။ ဒါကဘာဘာဒီငွေ920ကိုမာယလက်တွင်တို့လေးလေးစားစားအနှံလိုက်လေ၏ကျုပ်ကိုတောက်တဲ့ကမှားခဲ့သေးတယ်ခမတို့လိုချင်တာတွေခုပြီးလိုက်ပါတဲ့အဲ့ဒီတော့မာယဘာလိုချင်တယ်လဲဒါကတော့ရှင်စေရနာရှိတာပဲခုပြီးလိုက်ပါရှင်ခက်တယ်ဗျာဒီဥယျာဉ်ထဲမှာကလည်းအချစ်ဆိုတဲ့အပင်မရှိဘူးဒီတော့အချစ်သီးဆိုတာလည်းမရှိဘူးကျုပ်ဆန္ဒရာခုပြီးရရင်တော့အချစ်သီးတွေကိုပဲခုပြီးကျင်တယ်ရှင်တော်တော်စိတ်ကူးရင်လည်းလူပဲ အခုမာယာကို ပြောနေတာစိတ်ကူးရင်တွေမဟုတ်ဘူးတကယ်ပြောချင်တာတွေပြောနေတာပါတခုတော့ရှိတယ်မာယာအင်တော်ပြုတ်မယ်လို့စိတ်ကူးရင်လည်းအဲ့ဒီအထဲမှာကျုပ်ကိုထည့်ပြီးစဉ်းစားထားပါကျုပ်မှာရှိတဲ့အရေးချင်းကိုပြောပြလိုက်အောင်မယ်ကျုပ်ဟာမိမတိုင်းကိုမချစ်တတ်ဘူးမာယာတယောက်ထဲမှာပဲချစ်တဲ့စိတ်ပေါ်ဘူးတယ်မာယာကမချစ်ဘူးဆိုရင်လည်းအနောက်ချက်မပေးပဲငြင်းငြင်းကလေးနေတတ်တယ် မိမတွေလိုရှိတဲ့အရာဟာပစ္စည်းဥစ္စာတွေစိန်ရှိရနာတွေဂုဏ်ရှင်မြတ်မမှုတွေဖြစ်တယ်ရှင်အဲ့ဒါခက်တာပေါ့အဲ့ဒီအရာတွေဟာတကယ်တကယ်မှအတိတ်ပဲမဲ့တဲ့အရာတွေပါဂုဏ်ရှင်မြတ်မမှုဆိုတာဟာအပေါ်ယံကိစ္စဖြစ်တယ်အဲ့ဒီအရာတွေဟာကျုပ်အတွက်သိပြီးမခက်ပါဘူးရှင်ဟာစိတ်ဝင်စားဖို့ကောင်းတဲ့လူပဲအမြင်မှန်နဲ့နည်းနည်းနီးစပ်လာပြီကဲကျုပ်မှာတော့ဧကန်စရာဘာမှမရှိဘူးကျုပ်တတ်တဲ့ပညာနဲ့မာယာကိုဧကန်ရမှာပဲ ဘာဘာသည်နိုင်တွင်ခြိထားသောတယောကိုဖြုတ်ကသချင်းကြီးတစ်ပုဒ်ကိုတယောထိုး၍ပြလေ။မာယာသည်ဘာဘာဤတယောကံကိုနားထောင်နေလေ။ရှင်ရဲ့ရည်ချင်းတွေထဲမှာတယောထိုးတဲ့ချင်းဆိုတာလေထည့်ရမှာပေါ့။အဲ့ဒါတွေလျှောက်ပြီးထည့်ရရင် အများကြီးပေါ့ဗျာ။တမန်ခတ်တတ်တာတွေရောသစ်ပင်ဆိုင်တတ်တာတွေရောထည့်နေရမှာပေါ့။မာယာသည်ထိုမျိုးတွင်တရက်ခန့်နေထိုင်ပြီးလျင်ပြန်သွားလေတော့၏။တောက်တဲ့ကလေးပြန်ရောက်လာသောအခါဘာဘာသည်မာယာရောက်လာ၍ ဥယျာဉ်ငါကပြေးလိုက်ကြောင်းပြောပြလိုက်လေဟုတ်တယ်ကိုကြီးအဲ့ဒီမမကို သူ့ဘာကြီးဆိုတာကခဏလွှဲပေးထားတာအရင်ကလာကောက်တဲ့ကိုစလေကြီးတည်သွားတယ်လို့ကြားတယ်အဲ့ဒါကြောင့်မာယာကိုတိုင်လာပြီးငွေယူတာဘာပဲဖြစ်ဖြစ်ဒီဥယျာဉ်လွှဲရတဲ့အတွက်တော့မင်းမငွေတော်တော်ကြံမယ်လေမကြံဘူးကိုကြီးရဲ့ချန်ငါကပြေးလိုက်ရင်ကျွန်တော်တစ်နှစ်လုံးထမင်းစားသွားရတာကလွယ်ပြီးဘာမှမပူတော့ဘူးတခါတလေအင်ကြီးကလေးလုံကြီးကလေးဝယ်ဖို့တောင်မပူဘူးဗျာ တနေ့တနိုင်ဘာဘာဒီဥယင်တွင်၌မြေတိမ်သွားသောရေမြောင်းများကိုပြန်လည်ဖော်နေစဉ်၎င်း၏ဥယင်ရှိရှိဗရောက်ပင်ကြီးအောက်တွင်ခရီးသည်တို့ရောက်ရှိလာပြီးအမောပန်းဖြီလေ၏ခရီးသည်မှာအမျိုးသမီးတို့အုပ်ဖြစ်၏သူတွင်တရေတရာတလုံးပါလာ၏လက်ဆွဲဧကလေးတလုံးလည်းပါလာ၏ဒုံမင်းကလေးသည်ဗရောက်ပင်ရိပ်၌မြောင်းဖော်နေသောဘာဘာကိုမကြာခဏလှမ်း၍ကြည့်လေ၏ဘာဘာလည်းမြောင်းဖော်ရာမှထုံမင်းကလေးအနည်းသို့လျှောက်သွားလေတော့၏မမြသည် ဆံမကလေးမမြသေးပါလားကျမလည်းတူပါလေဆိုပြီးကြည့်နေတာကိုမမကဒီမှာလာပြီးချမ်းလုံနေတာကိုဟုတ်ပါတယ်မမြသေးဒါနဲ့ခမရအခုဘယ်ကိုသွားမလို့တော့ကျမအခုစိတ်ယုံမှာမဟုတ်တော့ဘူးအပြင်ကလူနာတွေစီမှာပဲလိုက်ပြီးသူနာပြုတ်အလုပ်လုပ်တယ်ဒီမျိုးကဆန်းဆက်တတိဥွှေငားရင်ယောဂါကနာတာရှိဆိုတော့သူ့ရဲ့ဆရာဝန်က သူနာပြုတ်တယောက်ငှားဖို့အကြံပေးတာနဲ့ကျမအဆက်အသွယ်ရတာပြီးခဲ့တဲ့၃ရက်လောက်တည်းဟိုဘက်ကမြို့ကလေးတစ်မြို့မှာသူနာပြုတ်လုပ်နေရောက်နေတာ ဟိုဘက်ကဆရာဝန်နဲ့ဒီဘက်ကဆရာဝန်အဆက်အသွယ်ရပြီးကျမကငှားတာပဲတန်းနေနေပါဦးအခုထက်ဒီခမင်းနဲ့ကိုမင်းမောင်လက်မထက်ကြသေးဘူးလားရှင်ဆေးရုံကထွက်သွားတဲ့အချိန်မှာပဲကိုမင်းမောင်ကြီးကိုသူ့ရဲ့ရန်သူတွေကဓာတ်နဲ့ထိုးလိုက်ကြတယ်ကိုမင်းမောင်လူသတ်မှုဖြစ်တာရှင်မှတ်မိဦးမှာပေါ့မင်းကြီးလေးတယောက်ကိုအနိုင်ကျင့်ပြီးကိုဝင်ရလာတဲ့အခါမှာမယူဘဲပြစ်ထားတဲ့လူမိုက်ကိုကိုမင်းမောင်ကတက်ပြစ်လိုက်တာပဲ။ ကူမင်းမောင်ကိုအဲ့ဒီလူရဲ့ညီကလက်စားချေတာပေါ့ရှင်သူလည်းလူသက်မှုနဲ့တတတကျွန်းကြာသွားတာရှာတယ်အေးဗျာဒါပြင်ဆရာမလေးမမြသေးနဲ့အခုလိုပြန်တွေ့ရတာဝမ်းသာပါတယ်ကဲကဲတဲတဲကိုဝင်ပါဦးဘာဘာကမမြသေးအားတဲတဲတို့ခေါ်လာပြီးဒေါက်တဲနဲ့မိတ်ဆက်ပေးလိုက်လေကြည့်လေဒေါက်တဲနဲ့ဘာဘာတို့ဒီမမြသေးသွားရမည်အိမ်တို့လိုက်ပို့ကြလေထို့နောက်တွင်ကဆရာမလေးမမြသေးသည်ဘာဘာတို့ဤဥယျာဉ်တို့မကြာခဏလာလေ တောက်တဲ့နှင့်လဲတစတစယင်းဤလာလေ၏သာသာနှင့်မူယင်းဤကပြည့်ဖြစ်ရာယခုခါ၌ဘုံမူယင်းဤ၍လာလေတော့၏တနေ့တ၌ဘာဘာသည်ဥယျံတွင်မှជីကံပေါကလေးတကောင်ကိုကောက်ရသဖြင့်ជីကံပေါကလေးအတွက်အတိုက်တစ်ခုပြုလုပ်ပေးနေစဉ်မမများသွေးရောက်ရှိလာလေ၏ခုဘာဘာရှင်မဂရုဏာစိတ်တဲ့သိများနေနော်ရုဏစေတတ်တွေတင်မဟုတ်ပါဘူးကျုပ်မှမြင့်တာတက်လည်းရှိပါတယ်ဘာဖြစ်လို့လဲဆရာမဘာဖြစ်လို့မှမဟုတ်ပါဘူး ခုတည်းရှင့်မှာချစ်သူဆိုတာမစင်စားသေးလို့မိတာပါခမရမနေပြီမမြသေးကျုပ်မှာချစ်တဲ့မိမရှိတယ်သူကဟောဒီဥယျာဉ်ကြီးရဲ့ပိုင်ရှင်ပဲဒီလိုဆိုရင်ရှင်ကအဲ့ဒီမာယာဆိုတာနဲ့ယူမယ်ပေါ့ဟုတ်လားကျုပ်ကချစ်ပေမဲ့မာယာက မချစ်ပါဘူးတကယ်လို့မာယာက ချစ်တယ်ပဲထားအောင်ကျုပ်မာယာကိုမယူနိုင်ဘူးဒါကြောင့်လဲဆိုတော့မာယာကချမ်းသာတယ်ဗျအဲ့ဒီလိုပဲမာယာကကျုပ်ကိုမယူရင်တဲ့အချက်မှာကျုပ်ဆင်းရတယ်ပါမှာပေါ့ဗျာဒီလိုဆိုရင် ရှင်ဟာကချစ်တာကတရားယူရာကတယောက်ပေါ့ဒါကတော့ဗျာအခုမမြသွေးကိုပဲကြည့်လေကိုမင်းမောင်ကိုချစ်တယ်ကိုမင်းမောင်ကိုမရနိုင်တော့ဘူးအခြားတယောက်ကိုပဲရွေးချယ်ရတော့မယ်ကိပါကိုပါပါရင်ရှင်ရဲ့ချစ်ဆိုတာကြီးကိုဖယ်ထားပြီးအိမ်ကောင်းပြုဖို့ရွေးချယ်ရမယ်မိမကိုရောတွေးထားပြီလားဟာတွေးပြီလားဗျာမမြသွေးကိုကျွန်တော်စဉ်းစားထားတာကြာပြီကျမကတော့ကျမကိုမချစ်တဲ့ယောက်ျားကိုမယူနိုင်ဘူးရှင်ထိုချိန်၌အနည်းတို့တောက်တဲ့ကလေးရောက်လာ၏အမကြီး မကြီးမမြသေးမှနေပြီအချစ်ဆိုတာတတိတန်ပေါ်ပေါက်ရတဲ့စိတ်ဓာတ်မဟုတ်ဘူးမမုန်းတာကိုပဲအချစ်လို့ခေါ်တာအဲ့ဒါကြောင့်အကိုကြီးကိုပါပါကအမကြီးပေါ်ချစ်တယ်လို့ပဲနားလည်လိုက်ပါဤသို့နှင့်မင်းဘာဘာနဲ့မမြသေးတော့သည်တမန်တီကျွမ်းသူများအဖြစ်မှတဦးနဲ့တဦးဘုံဘုံရင်းနှီးသွားကြလေမမြသေးဤသူနာပြုလုပ်ငန်းပြေဆုံးသွားသောခါ၌မမြသေးသည်ဘာဘာထံသို့ရောက်လာလေဤဘာဘာ ကျမအလုတ်တော်ဝင်ပြီးလာခဲ့ပြီသွားတော့မယ်တော်ရဲသွားလို့ဘယ်ဖြစ်မလဲကျုပ်လဲလိုက်မှာပေါ့ထို့နောက်ဘာဘာဒီမမြသေးဤလက်ကိုဆွဲ၍ဓမ္မစိတ်သို့ထွက်လာခဲ့လေဘာဘာနဲ့မမြသေးတို့သည်အကျဉ်လင်မယအဖြစ်ဖြင့်ထိုသင်မောကြီးနှင့်လိုက်ပါသွားခဲ့လေမြို့တော်မြို့သို့ရောက်လျင်အိမ်ငှား၍နေထိုင်ရလေထို့နောက်မမြသေးသည်ဆရာဝန်တယောက်နှင့်ဆက်သွယ်ကာ အလွတ်သွနာပြုဆရာမအနေဖြင့်ဝင်ရောက်လုပ်ကင်လေဘာဘာမမူသူဤထုံစံတိုင်း ကြုံရကြပန်းအလုံများကိုလုတ်ကန်ရင်းပျော်ရွှင်စွာ နေထိုင်ကြလေတော့ဤတောက်တဲ့ဓမ္မဘာဘာနဲ့မမြသေးထွက်သွားပြီးမကြခင်၌ပင်အသက်50နေပါရှိလူကြီးတယောက်ရောက်ရှိလာပြီးလျင်ဘာဘာဤအကြောင်းကိုမေးမြန်းလေဤဦးလေးကဘယ်သူတို့ဒါအတွက်ကိုဘာဘာကိုလိုက်ရှာနေရတာတို့ကျုပ်ကရှိနေကြီးဦးမိုးသီးပါကျုပ်ကိုအလွန်အင်မတန်ချမ်းသာတဲ့တထေးကြီးတယောက်ကသူ့ဒီကန်နီးမှာသူ့ရဲ့ပစ္စည်းတွေကိုထိန်းသိမ်းဖို့အမွေထိန်းအဖြစ်အပ်သွားတယ် ဒီဥယင်ကြီးကလည်းတထေဥလာဘရဲ့ပစ္စည်းပဲဥလာဘဟာသူ့ရဲ့နောင်မေးမမာယာကိုလည်းပစ္စည်းအမြောက်များပေးသွားတယ်ဥလာဘရဲ့သားမောင်နှံဝေဟာယူနီဗာစီတီမှာဘွဲ့ယူကန်နီးမှာစိတ်ဖောက်ပြန်ပြီးထွက်သွားတာပြန်မလာတော့ဘူးရှင်နေကြီးဥမိုသေးသည်သူ့ဤတရေတက်တာကိုဖွင့်ကအတွင်းမှစာချုပ်စာရံများမောင်နှံဝေငယ်စဉ်ကရိုက်ကူထားသောဓာတ်ပုံများကိုထုတ်၍ပြလေ၏ဟောဒီကောလိကျောင်းသားဘဝကရိုက်ထားတဲ့ဓာတ်ပုံတွေကိုရတာ၃ရက်ပဲရှိသေးတယ် သူ့เจ้าတွေပဲစီကရတာပေါ့ရှင်နေကြီးပြောတဲ့မောင်နှံဝေဆိုတာဟာကိုပါပါပဲသိကြပါတယ်ဒါနဲ့နေပါဦးမောင်တော့တဲ့ရဲ့မင်းနဲ့နေစဉ်တွင်မှာသူဟာအတော်ပဲစိတ်ဖောက်ပြန်နေလားအကိုကြီးပါပါဟာစိတ်ဖောက်ပြန်တဲ့လူမဟုတ်ပါဘူးဒါပေမဲ့သူဟာမျက်မြင်လောကကိုမယုံဘူးပြီးတော့အထက်တန်းလွာလူအဖွဲ့စည်းကိုလည်းဆက်စုပ်ရွှင်ရှားပုံရတယ်။အဲ့ဒါကလွဲရင်သူဟာအလုံးပုံမှန်ပါပဲ။ရှင်နေကြီးဦးမိုးသေးတီဒေါက်တာနဲ့အချင်းတော်ကြားစကားပြောပြီးနောက် မောင်နှံဝေကမောင်ပါပါအားရှားဖွေရန်အတွက်ခရီးထွက်ခဲ့လေတော့၏ယခုကာ၌မှရှားဖွေရန်ပို့၍လွယ်ကူခဲ့ပြီဖြစ်၏ယောက်ျားနာမည်နှင့်ကပါပါသူမိမနာမည်ကမမြသည်မမြသည်ရဲ့အလွတ်ကိုင်းကအလွတ်သူနာပြုဆ iam ဆော်သည့်အချက်လက်များကြောင့်လူပြောက်ရှာသောရှင်နေကြီးအဖို့လွန်စွာလွယ်ကူသွားလေတော့၏တို့ကြောင့်တောက်တဲ့ဓမ္မထွက်လာပြီးလအနေငယ်အတွင်း၌ပင်ဥမိုသည်သည်ဘာဘာနှင့်မမြသည်တို့ကိုရှာဖွေတွေ့ရှိလေတော့၏တို့တို့ရှာဖွေတွေ့ရှိသောခါ၌ ဘာဘာအားပြည်စည်းဥစားများလွှဲရန်ပြောရာဘာဘာကလက်မခံသောကြောင့်ဥမိုသေးသည်တောက်တဲ့ကိုအကူကြီးတောင်းရလေတော့၏ဥမိုသေးသည်ဘာဘာနှင့်မမြသေးအားတောက်တဲ့ရှိရာသို့ချွန်မော၍ခေါ်သွားရလေတော့၏ထို့နောက်ဥမိုသေးကမိမိ၏တာဝန်မှာအမွေထင်ရသောတာဝန်ဖြစ်ကြောင်းအမွေများကိုလွှဲအပ်ရန်ရှိကြောင်းပြောဆို၍အမွေများအားလွှဲပေးလေတော့၏အဲ့ဒီအမွေတွေမရှိလေကျွတ်တို့နေလို့ရသားပဲဗျာကဲဗျာလွှဲခြင်းလေလွှဲတော့ဒီလိုကွယ် မောင်ပါပါရဲ့ဖခင်ဟာမသေးခင်မှာမိန်းကလေးတစ်ယောက်နဲ့အင်းအောင်ကြသေးတယ်တချို့စာရွက်စာတမ်းတွေကအဲ့ဒီမိန်းကလေးစီမှာရှိတယ်ကွအဲ့ဒီတော့မောင်ပါပါတို့အဲ့ဒီမြို့ကိုလိုက်ခဲ့ပါအမွေတွေလွှဲပြောင်းကြည့်ရင်ကျုပ်တို့အမွေရင်းကလည်းရတဲ့အပြင် ကျုပ်မှဂုံတိတ်ခါအလွန်ရှိပါတယ်ကောင်းပြီလေကျွန်တော်တယောက်တည်းပဲလိုက်ခဲ့မယ်ထို့နောက်ဘာဘာသည်ဝါကမကိုကောက်၍ဆောင်းလိုက်ရာရှင်နေကြီးဥမိုသည်သည်ဘာဘာဤမျက်နာကိုသေချာစွာကြည့်ပြီးနောက် ကျုပ်တော်တော်အားတဲ့လူပဲကျုပ်မောင်ရင်တန်ပန်ကိုစီးဘူးတယ်လေမောင်ရင်တန်ပန်ခတ်ဘူးတယ်မဟုတ်လားဟုတ်ပါတယ်ကဲသွားကြစို့ဘာဘာနဲ့ဥမိုသေးတို့ဒီတောင်ကုန်းလေးပေါ်ရှိခြံဝင်းကျဲကြီးစီတို့ရောက်ရှိသွားလေဤခြံဆောင်သည်ဥမိုသေးကိုမြင်လင်အယုဒေပေး၍ခြံတကားကြီးကိုဖွင့်ပေးလေဤဘာဘာနဲ့ရှင်နေကြီးဥမိုသေးတို့ဒီအင်ကြီးဤအပေါ်ရတ်တို့တက်သွားကြလေဤအေကန်း၌ဝင်၍ထိုင်ကြလေဤ ခဏကြာလင်မာယာသည်ဧကန်းစီတို့ခတ်တို့တို့ထွက်လာလေတော့ဤ။ဩဥလေးပါလား။ပင်လူလေးမောင်နှံဝေဆိုတာတွေ့ပြီလား။တွေ့ပါပြီဗျာ။သူပါပဲ။သူကမောင်နှံဝေကနေဘာပါလို့ပြောင်းပြီးအလုံမျိုးမျိုးလုံနေတော့ရှာရခတ်တာပေါ့။မာယာကဘာပါအားဒေချာစွာကြည့်ပြီးလင်ရှင်ကိုမှန်ပါတယ်မာယာ။ခမရာကျုပ်ရဲ့မိရွေးဖြစ်ကြောင်းကျုပ်မသိခဲ့ပါဘူး။အမှန်တိုင်းပြောရရင် ဒါသာဘာမှ မသိဘူးဒါသာဒီနာယီပိုင်းတွင်တထေကြီးတူဖြစ်၍သွားလေတော့ဤဘာသာဒီ၎င်းရရှိထားသောအမွေမယရနာဘုံဆန်ဆက်နှင့် စိန်တစင်သာကို မာယာအားလက်ဆောင်ဖြင့်ပြန်၍ပေးခဲ့ဤအပြန်ခီးမှမူမာယာပါဝင်လူကြီးလူကောင်းများကလိုက်ဖို့မည်ဖြစ်သောကြောင့်တင်မောကိုတစင်လုံးငှားရလေတော့ဤထို့နောက်ဘာဘာတို့သည်ဥယင်ကြီးစီသို့သွားကြလေဤဥယင်ကြီးတို့ရောက်သောအခါမမြသေးသည် ဘာဘစီတို့ပြေး၍လာလေ၏ဘာမှမလုပ်ရပဲချမ်းသာလာပြန်ပြီပေါ့ဘာမှလည်းမလုပ်ရပဲချမ်းသာလာပြန်ပြီပေါ့အဲ့ဒါတွေထားလိုက်ပါဦးဘာဘရင်ဘယ်မှနေရမတော့တခြားမှနေတာတည်းဒီဥယျာဉ်ကြီးထဲမှာအင်ဆော့ပြီးနေကြတာပေါ့ဘာဘကိုလိုက်ပေါ်သောလူကြီးလူကောင်းများသည်ဤမြို့ရှိလူကြီးလူကောင်းများကိုဖိတ်ကားဘာဘနှင့်မိတ်ဆက်ပေးလိုက်လေတော့ဤ ထို့နောက်ဘိဓုကာများနှင့်ခန္ဓာသောအင်ကြီးတဆောင်ဆောက်လုပ်လေတော့၏အိမ်တော်ပရိဘောဂများကိုဝယ်၍တောက်တဲ့ကလေးက နေရာချထားလေ၏အလုံးစုံပြည်သောအခါ၌တောက်တဲ့ကလေးသည်အိမ်ထက်မင်္ဂလာလူကြီးတစ်ခုကျင်းပလေ၏ထို့သောကျင်းပရာတွင်ညဘက်၌အငိမ့်ပင်ငှားရမ်းခဲ့လေ၏မြို့လူတို့သည် အငိမ့်ကြီးရန်စူယုံ ရောက်ရှိလာကြလေ၏ထို့ငိမ့်မှာညဘဝဤအငိမ့်ဖြစ်လေ၏ ဘာဘာနှင့်မမြသေးတို့သည်ဇင်ဝင်မှနေ၍အခြားသောဧည့်သည်များနှင့်အတူအငိမ့်ကိုကြည့်နေလေ၏လက်တော်မင်းသမီးများတယောက်ပြီးတယောက်နောက်ဆုံးတွင် ကောင်းဆောင်မင်းသမီးဖြစ်သူမြဘဝကိုယ်တိုင်ထွက်လာတော့၏အခုလိုတတိကြီးဥပါပါရဲ့အိမ်တဲ့မင်္ဂလာဝဲမှာလာရောက်ပြီးအသုံးတော်ခံရတဲ့အတွက်မြဘဝပျော်လို့မဆုံးပါဘူးဥယင်သားရာတတိကြီးပါပါကျေးဇူးရှင် အစ်စ်ဖြစ်ခဲ့ပြီလားမြဘဝမမိနိုင်ပါ တို့ချိန်၌မှပင်ယောဂဝေစာဝေတာသောကိုရာကွေကြီးပြည့်တက်လာပြီးငါမိမမြတ်ဘဝကိုတွေ့ပြီဟေတို့ကလူရှင်တော်များလဲအချိန်နေကိုရိပ်မိသွားကပရိသတ်ကိုထိန်ရလေတော့ဤကျွန်တော်တို့မြတ်ဘဝအငိမ့်ဖွဲ့ကြီးကလာတာလူရှင်တော်300ယောက်ဗျာကျွန်တော်နာမည်ကပိုကာဟောဒီကောင်နာမည်ကဆိုလာတဲ့ဟောဒီကောင်ကြီးကအခုမှစရောက်လာတဲ့ဂျိုကာတဲ့ ထို့နောက်ကိုရာခွက်ကိုအတွင်းသို့ချော့ဆွဲဆွဲ၍သွားကာအတွင်းသို့ရောက်လျင်ကာလာလာသုံးဦးနှင့်ချုပ်ကန်၍ဝဲခင်ပြင်သို့ထုတ်သွားကြလေတော့၏ဘာဘာသည်ထိုအဖြစ်ပြများကိုအောက်မှနေ၍အစမှအဆုံးတိုင်းမြင်တွေ့နေရ၏ဘာဘာသည်စိတ်အိုက်လူအိုက်ဖြစ်လာသောကြောင့်အမတ်တမဲအိမ်ပြင်သို့ထွက်လာ၏ခြံဝါသို့လျှောက်ခရာတစုံတကူသော အရာကိုနေမိသည်ဖြင့်ငုံကြည့်လိုက်ကာကြီးကံပေါက်အသေးလေးကို တွေ့ရလေ၏ သူဤရင်သည်ဒရိဒိတ်ခုံးလာ၏ဥယျင်ကြီးဤအပြင်ဘက်သို့ရသောအခါ၌သွေတန်ရဲရဲနှင့်လဲနေသောကိုရာခွတ်အားတွေ့ရလေ၏ဘာဘာသည်ကိုရာခွတ်ကိုပြေး၍ထူ၏ကိုရာခွတ်သည် သူဤမျက်လုံးများကို ကြိုးစား၍ဖွင့်ပြီးနောက်အလိုဘာဘာကတော့ပါလားငါနှလုံးတွေအစိတ်စိတ်အမွာမွာကွဲခဲ့ရပြီအကျဉ်းနာမဲ့တဲ့လောကကြီးမှာငါမနေတော့ပါဘူးကွာကဲငါသွားမယ် ကိုရွက်သည်ဘာဘာဤလက်ပေါ်၌ပင်အသက်ထွက်သွားလေတော့ဤကိုရွက်ကြီးသေသွားရှာပြီအဲ့ဒီလိုပဲသေခြင်းတရားဆိုတာမကြမတင်ပဲရောက်လာတော့မှာအဲ့ဒီလိုမရောက်မီမှာအတိတ်ပဲမဲ့တဲ့အရာတွေနဲ့အတူနေရလို့ရှိရင်အမှန်တရားဟာဝိတရက်ဝေးသွားလိမ့်မယ်ငါသွားမှတော်မယ်ဘာဘာဒီမြစ်စိစီတို့ခြေဥလဲ၍ထွက်ခဲ့လေဤတို့နောက်တမ္ပန်သမားအားတပတ်ကန်းတို့ပူခိုင်းလေဤဘာဘာဒီ ကောင်းကင်၌ထိန်ထိန်တာနေသောလာမင်းကြီးကိုမော့၍ကြိလိုက်၏ထို့နောက်လိုင်းကျက်ခွက်ကလေးများပေါ်တွင်လက်နေသောလာဤအရေးကိုကြိလိုက်၏သူဤစိတ်၌ထိုရာများကိုလောကဤလှည့်ပြားခြင်းများသာဖြစ်သည်ဟုစင်မက်သွားလေ၏ဒီမာကိုကြီးပါပါအဲ့ဒါတွေဟာလှည့်စားချက်တွေမဟုတ်ဘူးဗျလဟာလပဲမြစ်ဟာမြစ်ပဲလရဲ့အရေးဟာလရဲ့အရေးပဲ သူတို့ဟာသူတို့အလုတ်ကိုလုံနေကြတယ်ဒါပေမဲ့လူကတော့အမှန်တရားကိုရှာကျင်တဲ့ဆန္ဒပေါ်ပေါက်လေးရှိတယ်။ဘာကြောင့်ရှာကျင်ကြသလဲဆိုတော့အမှန်တရားကို တွေ့ရင်ငြိမ်အေးသွားမယ်ထင်လို့ပဲ။တကယ်ကအမှန်တရားဟာအင်းငိမ့်မှုလည်းမပါ၊ပူလောင်မှုလည်းမပါ။အမှန်တရားဟာအမှန်တရားပဲဖြစ်တယ်။အခုလည်းအကိုကြီးဟာငြိမ်အေးခြင်းကိုရှာနေတယ်။အဲ့ဒီလိုရှာနေလို့ငြိမ်အေးခြင်းကို တွေ့မှာမဟုတ်ဘူး။ရှာရင်ရှာတဲ့ဒုက္ခတောင်ပူလာလေအောင်မယ်နော်။တောက်တယ်။ မင်းဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲကွကျွန်တော်ထင်တဲ့အတိုင်တွေးမိလို့ဒီကနေကြိုးစောင့်နေတာပဲအကိုကြီးအကိုကြီးဟာအလင်းရောင်ကိုအလင်းရောင်လို့နားလဲတယ်အမောင်ကတော့အလင်းရောင်မဲ့တော့အလင်းရောင်တမျိုးလို့နားမလဲခဲ့ဘူးအတန်ကတော့အတန်လို့ပဲနားလဲတယ်တိတ်ဆိတ်ချင်းကိုတော့တိတ်ဆိတ်တော့အတန်လို့သဘောမပေါက်ဘူးဘာသာဤတစ်ခေါလုံးဒီမိုးကြိုပြခံရတဲ့ကဲ့သို့ကျင်ကနေဝင်ကနေဖြစ်သွား၏တို့ရတွင်ထို့သို့ဖြစ်ရခြင်းမှာတောက်တဲ့ပြော၍ဖြစ်ခြင်းမဟုတ် ၎င်းဘာသာဖြစ်ပေါ်သွားခြင်းဖြစ်၏ဘာသာဤရင်၌နှစ်ပေါင်းများစွာကြက်ခဲ၍နေသောအရာသည်ပြုတ်ထွက်လွင်ဆင်သွားလေ၏ကန္နာတေသို့ပြန်ရောက်သောအခါတမန်ကိုရက်၍ကြိုးချီပြီးလျင်နှစ်ယောက်သားဂုံမော်ကိုတက်ကြလေ၏ဘာသာသည်တောက်တဲ့ပကုံးကိုအာရပါရဖက်ကတက်ကြွသောခြေလမ်းများဖြင့်ရှောက်လာပြီးလျင်ဥယင်တွင်သို့ဝင်လိုက်လေ၏ဘွယ်ကင်နောက်မှဖြတ်၍အိမ်တွင်သို့ဝင်လိုက်လေ၏အထက်ပါဖြစ်ပြများဖြစ်ပွားပြီးနောက် နှစ်အတန်ကြာလာသောအခါ၌ဘာဘာနှင့်တောက်တဲတို့သည် မုံရွာဘက်သို့ခရီးထွက်ခဲ့သည်ဆို၏ထိုသို့ခရီးထွက်ခဲ့ရာနေလိုလလိုထင်ရှားသောဆရာတော်ကြီးတစ်ပါးအားဖူးတွေးခွင့်ရကြသည်ဆို၏၎င်းတို့နှစ်ဦးအားအစဉ်တနာသည်ကိုအကြောင်းပြု၍သာသနာ့ဘောင်သို့တည်သွင်းချီးမြှင့်လိုက်လေ၏ဘာဘာနှင့်တောက်တဲတို့သည်ထိုအချိန်မှစ၍အသက်ထဆုံးယဟန်အဖြစ်နှင့်သာနေထိုင်သွားလေတော့၏မမြသည်မှမူဒါလီတယောက်နှင့်အတူကြံရည်ပြီးထိုယဟန်နှစ်ပါးဤပစ္စည်းလေးပါးဒါယိကမာကြီးဖြစ်ယုံမကအ လာသနာကိုချင်းမြောက်ထောက်ပံ့သောတထေမာကြီးဖြစ်ပြန်လဲလူသည်မြလေတော့တည်းတပ်ပေတတာကမ္မတကကြီးပါပြီမင်းသိင်ခဟုတ်ကဲ့ပါခင်ဗျာဇာကြီးဆရာဆရာကြီးမင်းသိင်ခဤဘာဘာဘာမှမသိဘူးဆိုတဲ့ဝိတုစာအုပ်ကိုဖတ်ပြခဲ့တာဒီမှာပဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီပိုင်းကိုဖတ်နေတဲ့အချိန်မှာတော့အော်ကျွန်တော်တို့ဘေးနာပေါ့နော်အလို့ယုံရနေပြီးတော့အတန်လေးညံနေရဒီထဲမှာတော့ပါမလားတော့မသိဘူးပေါ့လေတကယ်လို့များအဲ့လိုပါခဲ့လို့ရှင်လဲ အာဒီကန်သားလည်းခွင့်လွှတ်ပေးကြပါရန်အထူးပင်မြစ်တာရက်ကန်တောင်းပန်အပ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူအဆုံးထိလိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့တွင်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးနောက်ထပ် audio bulletin မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးခြင်းကြပါစေကျွန်တော်ဖုန်းရထင်ပါခင်ဗျာ